အားလုံးပဲမင်္ဂလာပါမင်္ဂလာပါနော်အဲ့တော့ going by YouTube channel လေးကနေညီကိုတို့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒါမနေ့ကတော့ဗောနော်မနေ့ကကျွန်တော် YouTube channel မှာကျွန်တော် PSG body နဲ့ Bayern goal ပေါ်ဆိုပြီးတော့နှစ်ပွဲကျွန်တော်ပြောခဲ့တယ်နှစ်ပွဲလုံးပြန်ရခဲ့တယ်ဗောနော်တနေ့ကရှုံးထားတဲ့ရှုံးကျွေးလေးကိုကျွန်တော်ပြန်ရှာပေးခဲ့ပြီဗောနော်အဲ့တော့အကောက်ဖွင့်လာကစားတဲ့ညီကိုတွေတွက်ကတော့ လက်ရှိကတော့ကန်ကန်ဆိုးနေတုံးပဲပေါ့နော်ကျွန်တော်ညပြဲပြဲကြီကိုကျွန်တော် BIM တပွဲကောင်းအနေနဲ့ကျွန်တော် Go out လေးပေးခဲ့တယ်အဲ့တော့အဲပြားပြားစားလောက်ကျွန်တော်တို့ရှုံးနေသွားတယ်ပေါ့နော်ရှုံးနေသွားတော့ကျွန်တော်က group ထဲမှာဘယ်လိုပြောလဲဆိုတော့ဟိုအဲ့လိုရှုံးတာကြည့်ချင်းအဖြစ်ကျွန်တော်တို့ဘာကိုအသိပညာရရွာလဲဆိုတော့ပရမဘိုင်းမှာ PSG နေနဲ့ Inner Miami ကို4-0ဆိုပြီးရလက်နဲ့ကျွန်တော်တို့ရှုံးတယ်အဲ့တော့ဒုတိယပိုင်း45မိနစ်မှာနောက်ထပ်တစ်လုံးကကျွန်တော်တို့ထည့်လို့မရဘူးလား စဉ်းစားစဉ်းစားကြည့်နော်နောက်ထပ်တလုံးထည့်ရတယ်အင်နာမိုင်ယာမီပဲထည့်တယ်ပီအက်ဂျီပဲထည့်လိုက်လို့ရတယ်အဲ့တော့မထည့်ဘူးအပေါ်ကြီး ဟိုက PSG ကိုအောင်ပေးသွားတယ်ဂိုးပေါင်းကြီးကိုပြားစားတော့ပဲသူတို့တွေချပြေးသွားတယ်အဲ့တော့ဒီအချက်တွေကိုကြည်ချင်းအဖြစ်ကျွန်တော်တို့လောင်းကစားဆိုတာကတော့အရာအလုံးမောတော့ဒီကြေးဖွင့်လင့်သူတွေကနည်းနည်းပါးပါးကွန်ထရိုးလုပ်ထားတယ်ထိန်းချုပ်ထားတာလေးတွေရှိတယ်အဲ့တော့ကြောင့်မို့ညီကိုတို့အနေနဲ့အတိနဲ့တတိနဲ့ရှင်ပြီးတော့ကစားနိုင်ကြပါစေလို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်အဲ့တော့မာဆန်တော်ချင်းညတနားကြီးခွဲမှာအင်နာမီလန်နဲ့ဖလူမီနီပွဲရှိတယ် မနက်ပိုင်း9:00ခွဲမှာကျတော့ Man City ရဲ့ Ehali ပွဲရှိတယ်ဗောနော်အဲ့တော့ဒီနှစ်ပွဲကိုကျွန်တော် Lotto ချင်းသုံးသပ်ပေးခြင်းနဲ့အဲ့တော့ DV လေးကိုအဆုံးနဲ့ကြည့်ရှုပေးဖို့ညီကိုတယောက်စီတိုင်းကိုကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ဗောနော်အဲ့တော့ကျွန်တော်ပထမအဆုံးကတော့ကျွန်တော်အမြဲတမ်းပြောနေကြတဲ့အတိုင်းပဲပေါ့ဒီကောင်လေးဒီချင်းနေဒီ level ထိတက်လာတယ်ဆိုတော့အကုန်လုံးကတော့သူ့အနေနဲ့သူအရင်ချင်းရှိလို့ကောင်းခဲ့လို့ပဲတက်လာတာဗောနော်ပြီးတော့လဲဇက်စီယာလိုကြတွေပါပိုင်ပါမှာဗောနော်အဲ့တော့အင်နာမီလာကူလက်ရှိဖောက်ထားတဲ့ကြီးက1ပေါင်း50 နှလုံးအနုတ်85ဆိုပြီးတော့ကျွန်တော်တို့မူလဒီဘူဂီစတင်ထားတဲ့ဂျီယာ1ပေါင်း90ဂူပေါင်းဂျီလီနှလုံးအနုတ်80ဆိုပြီးတော့ကျွန်တော်တို့စတင်ထားမြင်ရတယ်ဒီမနက်ပိုင်းမှာဆိုတော့1ပေါင်း30ဂူပေါင်းဂျီလီနှစ်နှုတ်60ဆိုပြီးတော့ဘော်ရီဂျီလီအနေငယ်လေးနည်းနည်းလေးပြားလောက်လေးကြသွားတယ်ပြီးတော့လေဂိုးပေါင်းကြီးလေးဟိုပြားလောက်လေးကျွန်တော်ကြသွားတာမြင်ရတယ်ပေါ့เนาะအဲ့တော့အင်တာမီလန်နဲ့ဖလူမီနီပေါ့เนาะအင်တာမီလန်နဲ့ဖလူနီမီနီမှာကျွန်တော်ကတော့အဲလောလောလတ်ကျွန်တော် group stage တွေတော့ကျွန်တော် ပြောတော့ပြောချင်းနေဒါမဲ့ဘီလိုကြာတော့ group stage မှာကြာတော့ inter လဲဒီအရင်ကြီးကောင်းခဲ့တာမဟုတ်ဘူးเนาะခြေစွမ်းပိုင်းအမြဲအရင်ကျွန်တော်ယုံစားလို့အထဲမှာမပါဘူး montario ကိုဝန်ဝန်တေးကြောင်းကစားရတယ် urawa ကို2-1ဆိုပြီးရလက်နဲ့ဒီရလက်နဲ့ပေါ့နော်ဒါသူတို့တွေအသေးစံကစားရတယ်နောက်ဆုံးမိနစ်ရောက်မှဒါမာတီနဲ့သွင်းကုန်းနဲ့သူတို့တွေအဆင်ပြေသွားတယ်နောက်ဆုံး republic ကိုတူးစီးဆိုပြီးရလက်နဲ့အသေးစံရမှတ်လို့လို့တော့သူတို့အသေးစံဟိုပါပေါ့ စူးစမ်းပြီးကန်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖလာမီနီယာကိုကျွန်တော်ဘာမှပြောပြရမလို့ဒေါ်မွန်စည်းစည်းခံစော့သွားတယ်ပြီးတော့ဟိုဟို useless ဟွန်တိုင်းအသင်းကိုဒါသူတို့42ဆိုပြီးရလက်နဲ့အနိုင်ရရှိအောင်ကစားသွားပြီးတော့ memolody ကိုစည်းစည်းဆိုပြီးရလက်နဲ့ဒါသူတို့အနေနဲ့နောက်တစ်ဆင့်ဒီ16အသင်းရှုံးထွက်တော့တက်လာတာပေါ့နော်အဲ့တော့ဖလိုမီနီကတော့အခုလက်ရှိကျွန်တော်တို့ဒီ2025ကလပ်ကပဖလားမှာဆိုတော့ကျွန်တော်တို့ဒီအမေရိကန်မှာကျင်းပါတယ်ဘရာဇီးကလပ်တည်းကတော်တော်လေးကိုဒါ အုပ်စုစင်းရနေတော်တော်လေးဒီ16သိန်းချုံတို့တိကိုဒါတော်တော်လေးတက်ရောက်လာခဲ့ချီးစွားတယ်ချီးစွားနေကြတယ်လို့ပဲကျွန်တော်ဆိုလို့လို့ရတယ်အဲ့တော့ဒီကျွန်တော်ဥရောပအသင်းနဲ့ရှင်တော့မရှင်နဲ့ပေါ့နော်အဲ့တော့အခုလက်ရှိမှာအင်တာမီလန်အသင်းနေနဲ့ဖောက်ထားတဲ့ဂျီက1ပေါင်း30ညနေပိုင်းမှာဆိုလေလာမှာပဲ1ပေါင်း40 1ပေါင်း30ဂိုးပေါင်းကြီးလေးနှစ်နှုတ်60အဲ့လိုအဲ့လိုထဲမှာဆိုရင်ဒါပုဂရီနေနဲ့ သူပေးထားတဲ့ပုံစံအင်တာမီလန်နိုင်တော့နိုင်မယ်ဒါမှမဟုတ်တကူမပြတ်ဘူးเนาะအရင်ကူမပြတ်1 c 2 c အဲအဲ့လိုအဲ့လိုမျိုးဖောက်ထားတယ်ပြီးတော့1 1ပေါ့အဲ့လိုမျိုးလေးဖောက်ထားတာဖြစ်တယ်အဲ့တော့အခုလက်ရှိအနေထားကကျွန်တော်တို့ဘောလုံးဘွဲတပွဲကိုကျွန်တော်တို့လောင်းတော့မယ်ချင်းကတ်တော့မယ်ဆိုရင်ညီကိုတို့ကလည်းကိုယ့်ရဲ့ကိုယ်ပိုင်အတွေးခေါ်လေးနဲ့ကိုနည်းနည်းလေးတော့စဉ်းစားရမယ်ဥပမာပေါ့မနေ့ကဆိုရင်တနေ့ကဆိုကျွန်တော်တို့အထက်ကြီးတွေရဲ့အထက်ကြီးတွေ မအောင်သွားဘူးเนาะမအောင်သွားဘူးချက်စည်းဆိုလဲ11ဘင်ဗီကာ11တည်ကြတယ်ပြီးတော့နောက်တစ်သင်းဘာလဲမသိမိသွားရင်အဲ့ဒါတွေကြတယ်အဲ့တော့အထက်ကြီးလဲမအောင်ဘူးဂိုးအလဲအောက်ထားတယ်အဲ့တော့ဒီနေ့ဒီနေ့ပဲပြောရမှာဒီနေ့မှာဆိုရင်မနေ့ကကစားသွားတဲ့ PSG ဆိုရင် အထက်ကြီးအောင်သွားတယ် 4C အဲဂိုးပေါ်လဲဒါပြားလေးစားရတာအပေါ်ဆုံးအောင်သွားတယ်ပြီးတော့ကျွန်တော်ဘိုင်ယန်မြူနစ်အထက်ကြီးအောင်သွားတယ်ဂိုးပေါ်ဂိုးပေါ်လဲ အောင်သွားတယ်ဗောနောအထက်ကြီးဘော်ကြီးနှစ်ချောင်းကျွန်တော်တို့ချပေးတာအဲ့တော့ဒီနေ့ကျွန်တော်တို့ပြန်ပြီးစဉ်းစားမယ်ဒီနေ့မှကျွန်တော်တို့စဉ်းစားမယ်ဆိုတော့အဲ့တော့အထက်ကြီးရောဂိုးဘော်ဇုံအောင်သွားပြီဆိုတော့ဒီနေ့မှကျွန်တော်တို့ဘူးအကျေးဖွင့်လင်းသူအနေနဲ့ကကျွန်တော်တို့အောက်ကြီး အောက်ကြီးတချောင်းလေးတော့ကျွန်တော်တို့ခြကျွေးဖို့တော့များတယ်အထက်ကြီးပဲသူခြကျွေးလို့များအထက်ကြီးပဲခြကျွေးသွားသူတို့တွေကုံသွားလိမ့်မယ်အဲ့တော့အခုလက်ရှိဖွင့်ထားတဲ့ internet fluminii မှာ inter milan ကို fluminii ကိုက fluminii ကိုပဲကျွန်တော်အရင်စဉ်းစားမယ်သူက brazil club ရှိတယ်ကျွန်တော်မနေ့ကပြောသူလိုပဲ brazil ကစားသမားတွေကဒီသူတို့ဘရာဇီးကစားရင်ရှိတယ်အတိုးအလုတ်တွေပြီးတော့ကျဉ်းကျဉ်းနဲ့နဲ့ကစားတယ်အဲ့လိုမျိုးကစားတဲ့အသင်းအဲ့တော့ inter milan ကလည်း ိတ်ပြီးကစားတဲ့အသင်းပိတ်ကစားတဲ့ကောင်နာအတကင်မိုင်းဆော့တဲ့အသင်းဒါပေမဲ့ကျွန်တော်တို့စဉ်းစားမှာအခုလက်ရှိကြေးဖွင့်လင်းသူတွေဖွင့်လာတဲ့ဖွင့်လာတဲ့ပုံစံ1ပေါင်း30နှလုံးအနုတ်60ဆိုတာ 1C 2C 11ကြလက်လေးရှိတယ်ပြီးတော့16သင်းရှုံးထွက်ကိုဖြစ်တဲ့အတွက်ကြောင့်မို့16သင်းရှုံးထွက်သူမိနစ်60ဒီ11ကြသွားကောင်းလဲကြသွားနိုင်တယ်အဲ့အတွက်ကြောင့်မို့လို့ဒီ Inter Milan နဲ့ Fluminense မှာဆိုကျွန်တော်ဗာကြိုက်လဲဆိုတော့ Fluminense ကြိုက်တယ်ဒါမှကျွန်တော်နှစ်ကြောင်းတော့ကျွန်တော်မယွေကျွန်တော်တစ်ကြောင်းမယွေတယ်ဟုတ်လား နှစ်ចောင်းយွေးတယ်ဆိုတော့အစ်မဖြစ်လို့နှစ်ចောင်းយွေးတော့ဥမာပေါ့ဟိုတချို့လူတွေဆိုပြက်ကြီး body ကိုပေါ့လို့အဲ့အဲ့လိုမျိုးတွေမយွေးဘူးကျွန်တော်ကတချောင်းပဲနှစ်ចောင်းយွေးတယ်ဆိုတော့ကိုကိုကိုမယုံကြည်လို့နှစ်ចောင်းយွေးတာအခုយွေးလာပါလိမ့်မယ်ဟိုဗာလဲ inner body go out တော့အဲ့လိုနှစ်ចောင်းတယ်အဲ့ဒါတွေကနည်းနည်းဒါ င်းကင်းပိုင်းလုံးဝဟိုကမဖြစ်ဘူးဗျာနှစ်ချောင်းရွေးတယ်ဗျာကိုကိုမယုံလို့နောက်နောက်ဘက်ဆိုနှစ်ချောင်းနဲ့တစ်ချောင်းဝင်အောက်ရှုံးမှာဒါပဲဘာလို့မှလဲအဲ့တန်းဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့တို့ကြောင့်မို့အင်တာမီလန်နဲ့ဖလူမီနီမှာဆိုရင်လက်ရှိဖလူမီနီကလည်းတကူရနိုင်တယ်ပြီးသားတဲ့ပေါက်ကြီးကလည်း1ပေါင်း50 1 40ဘောနော်1ပေါင်း40နှလုံးနှုတ်60ဆိုတော့မိနစ်60အထိမှာ60ပြီးသွားနာကျင်ချိန်မျိုးရှိမှာပနယ်လီတီရှိမှာအဲ့လောက်ထိကိုဆွဲခေါ်နိုင်တဲ့ အနေထားရှိတယ်ပြီးတော့တောင်အာဖရိကကစားသမားတွေကလည်းဒီအမေရိကန်မှာကျင်းပတဲ့ယာစီဥထုနဲ့ကလည်းအသားကျနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီအင်တာမီလန်နဲ့ဖလာမီနီမှာဆိုဖလာမီနီဘော်ရီကိုကြိုက်တယ်လိုက်ဆော့ကစားနိုင်တယ်နော်အဲ့တော့ထပ်ပြီးတော့နောက်တစ်ပွဲအနေနဲ့မန်စီးတီးနဲ့အယာလီအဲ့တော့အယာလီနဲ့မန်စီးတီးမှာဆိုမန်စီးတီးနေနဲ့ချေဖေးထားတာနှလုံးလုံး90ဂိုးပေါင်းချေ3လုံးအပေါင်း9ဆိုပြီးတော့ဒီချေဖွင့်လုံး ဖွင့်လင်းသူတွေနေရာစတဲထားတယ်ဒီမနက်ပိုင်းမှာဆိုရင်ကြေးဖွင့်လာတာမန်စီနီနဲ့နှလုံးအပေါင်း40ဂိုးပေါင်းကြေးလေး3လုံးအနောက်60ဆိုတော့ဂိုးပေါင်းကြေး plus ဘောနော်ဘို3လုံးအပေါင်း9ပြားလောက်စားမယ့်နေရာမှာ3လုံးအနုပ်60လောက်ရှုံးမယ်ဆိုတော့ပြေးကြည့်တာနဲ့ဂိုးပေါင်းကြေးလေးတက်သွားတာမြင်တယ်အဲ့တော့တူတူငါငါဘယ်သူပဲဖြစ်ဖြစ်ဘာမှမစင်စားဘူးအဲ့လောက်ကြေးတက်တယ်ဆိုရင်တော့ဂိုးပေါ်ကြီးပဲပြေးထိုးမှာပေါ့နော်အဲ့တော့ဂိုးပေါ်ကြီးပဲပြေးထိုးမှာဒါလည်းဂိုးပေါ်ခေါ်ကြီး ဖြစ်နိုင်တယ်အဲ့တော့အဲဟီလီယံလည်းအခုလက်ရှိအုပ်စုစစ်မှန်ဆိုသူကလည်းဂိုးအောက်ထားတာတောက်လျှောက်ကြီးအောက်ထားတဲ့အသင်းမန်စီတီးကလည်းသူကစားလာတဲ့ပွဲတွေမှာဆိုဒီဒီကာဆာဘလန်ကာကိုတူးစီးကစားထားတယ်အဲ့ဒီအသင်းကို6960ကိုကစားထားတယ်ပြီးတော့ဂျူဗင်တက်ကို25ဆိုတဲ့ကစားထားအဲ့တော့နည်းနည်းတော့ကျွန်တော်တို့စဉ်းစားစရာဖြစ်တယ်ပြီးတော့လည်းဒီအဟီလီယံလည်းရဲမထွက်ကို11 ဆဲဘက်ကိုစည်းစည်းဒီပတ်ချုကောက်ကိုတူးစည်းဆိုလဲသူကလည်းသုံးဘွဲလုံးအုပ်စုစီမှာဂိုးအောက်ထားတယ်အဲ့တော့ဒီတပွဲကိုပေါ်ပေးမလားဒါလည်းစဉ်းစားရမယ်ဒီလိုမျိုးဂိုးပေါင်းကြီးသုံးလုံးအနုတ်60တိဖြွင့်လာတာမန်စီးတီးရဲ့တိုက်စစ်ကြောင့်ဖြွင့်လာတာအဲဟီလီကြောင့်မဟုတ်ဘူးအဲ့တော့မန်စီးတီးတိုက်စစ်ကတူးစည်းဟို2020 25ဆိုတော့တပွဲကို9ကိုးလုံး ထိသွင်းရတဲ့သင်အဲ့နှကိုးနှုံးမှာကျွန်တော်ပြား60လောက်စားရမယ်ဆိုတသိန်းလောက်ရင်6000စားရမယ်ဗျ7သိန်းလောက်ရင်6သိန်းလောက်စားရမှာကြီးอ่ะဘူဂီဒီအဲ့လောက်ထိကျွန်တော်သဘောကောင်းမနေဘူးလို့တော့ထင်တယ်ဟုတ်တယ်เนาะကျွန်တော်ပြောတာပြီးတော့အဲဟာလီဆိုတာလဲဟိုလူရင်းကြီးရှင်တော့အဲဟာလီကတော့မတားဘူးဗောနော်မန်စီးတီးကတော့ပူတာတယ်အဲဟာလီကတော့ဒီကစားသမားတွေကတော့ရှိတယ်ဒီဥရောပအတွေ့အကြုံရှိတဲ့ကစားသမားတွေရှိတယ်အဲ့တော့အဲဟာလီကလည်းကောင်းကောင်းညှစ်ထုတ်နိုင်တယ်မိနစ်60ဒီတောက်ခံနိုင်တယ်နာကျင်ချိန်မှုထိလည်း တောက်ခံကောင်းတောက်ခံနိုင်တယ်ပြီးသွားရင်သူတို့အချိန်ဘူးဒီဆွဲပနယ်လီတီဆွဲကောင်းဆွဲသွားနိုင်တယ်အဲ့တော့မန်စီးတီးနဲ့အယ်ဟာလီမှာကျွန်တော်စိတ်တင်တော့အခုလက်ရှိဂိုးပေါင်းကြီးက၃လုံးအနုပ်60ဒီကိုဖြစ်သွားတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဂျောင်းလဲရွေးပါဆိုကျွန်တော်ဂိုးအောက်တစ်ဂျောင်းလဲကျွန်တော်ကြိုက်တယ်ဘာလို့ကြိုက်လဲဆိုတော့အယ်ဟာလီကိုလည်းကျွန်တော်ရှော့မတော့စေချင်မန်စီးတီးကိုလည်းရှော့မတော့စေချင်ပြီးတော့အယ်ဟာလီနဲ့မန်စီးတီးကလည်းမန်စီးတီးကလည်းတောက်လျှောက်ရိုးတပွဲကိုနှစ်ကိုးနှုံးကြီးသွင်းထားတဲ့အသင်း အဲဟာလီကလည်းဂိုးပေါ်မယ်ဆိုပြီးတော့ထင်ကြီးပြီးဒိုးဂိုးပေါ်ဆော့များတဲ့အသင်းသူပြီးထင်ကြီးပြီးခံရတဲ့အသင်းအဲ့လိုအသင်းကိုနိုင်အခုလက်ရှိမှာ၃ဘွဲလုံးဂိုးအောက်ထားရဆိုအကုန်လုံးကဂိုးပေါ်မယ်ထင်ကောင်းထင်နိုင်တယ်ပြီးတော့ကျွန်တော်မနေ့ကအချက်လေးကျွန်တော်စဉ်းစားတာပေါ့နော်မနေ့ကအချက်မှာဆိုအပေါ်ဆုံးနေရွက်ချပေးသွားတယ်ဆိုဒီနေ့မှာအပေါ်ဆုံးထက်ကြပေးပြီးရင် အဲ့လောက်ထိကျွန်တော်တို့ဘူဂီတွေကျွန်တော်တို့ဘောသဘောမကောင်းတကဘာလုံးကိုជីဖွင့်နေတာတလားជីဖွင့်နေတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်အဲ့လောက်ထိသဘောကောင်းနေမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မဒီနေ့မှာသူတို့အနေနဲ့အများတော့တဝက်လောက်ထိလောင်းကြီးရဲ့တဝက်လောက်သူတို့ပြန်ယူကောင်းယူနိုင်တယ်အဲ့တော့ပုံမလင်းပြောဒီလိုဒီနေ့လိုနေ့မျိုးကျွန်တော်တို့အောက်ကြီးတွေအောက်ကြီးကိုအောက်တွေနေတာပို့ပြီးတော့စိတ်ဖြစ်တယ်ကံကောင်းရင်၄ချောင်းရှိတယ်ဆိုရင်၄ချောင်းနဲ့မှအနည်းဆုံး၃ချောင်းလောက်ဝင်နိုင်တယ်ဒါဒါကျွန်တော်အလွယ်နည်းပြောပြတာပေါ့เนาะအဲ့တော့ဒီနေ့မှဆိုရင်ဒါကျွန်တော်ရဲ့ တပွဲကောင်းစိတ်ကြိုက်တပွဲကောင်းနေနေကတော့အဲဖလိုမီနီဘော်ကြီးကြိုက်တယ်ပြီးတော့မန်စီးတီးနဲ့အဟယ်လီလီမှာတော့ကျွန်တော်တို့ဂိုးအောက်လေးကြိုက်ပါတယ်အဲ့တော့ဒါအကြိုက်တူရညီကိုများနေဆော့ကစားနိုင်တယ်အဲ့တော့ရက်ကွက်တိုင်းမှာဂျေးမုတ်ဖွင့်ဆိုအွန်လိုင်းအကောက်ဖွင့်ပြီးလာရောက်ဆော့ကစားလို့ရတယ်ဗောနော်အဓိကကျွန်တော်ဒီလိုမျိုးကူညီပတ်မိုးပေးနေတာကျွန်တော်စပွန်ဆာပေးထားတာတော့ယူဖာဘက်ပဲဖြစ်တယ်အဲ့တော့ ဒီ Man City ကိုစော့မန်ညီကိုရတော့ AC စော့လို့ရတယ်ဗောနော်နောက်တနေ့မနက်9:00ခွဲမှဆိုဒါ AC စောက်ပြီးတော့စော့လို့ရကျွန်တော် head to head ကိုကြည့်ပြီးရိုက်လို့ရတယ်အဲ့တော့ဘောလုံးရာသီပြန်ဆက်ကျွန်တော် head to head စော့ဝင်စော့နေလေးကျွန်တော်ပြောပြမယ်အဲ့လိုပွဲအဲ့လို head to head စော့ဝင်စော့နေလေးကဘယ်လိုနေရာမျိုးမှာအတုံးဝင်လဲဆိုရင်ကျွန်တော်စပိန်လာလီကာမှာအတုံးဝင်တယ်အဲ့တော့ brother တို့ အဲ့ဒီဟတ်တူဟတ်ဘလို့အသုံးဝင်တဲ့အကြောင်းသိကျင်နေဆိုရင်ဒါကျွန်တော်ရဲ့ဒါ YouTube channel လေးကို like and subscribe လေးလုပ်ပေးတာပါဒီလိုမျိုးပွဲလေးတွေကိုစော့ကျင်နေဆိုရင်အပြစ်နိုင်မှာကြေးမှုဖွင့်လို့ဆိုရင်ကျွန်တော်ကိုဒါစုံစမ်းစာပေးထားတဲ့ YouTube ဘက်မှာလာရောက်အောက်ဖွင့်ကစားလို့ကြရတယ်ငွေကြေးပိုင်းကို100%ယုံကြည်စိတ်ကြပါရတယ်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးပိုင်းကိုတော့100%စိတ်ကြပါကျွမ်းကြီးဝန်ထမ်းတွေနဲ့24နိုင်ဝန်ဆောင်မှုပြေဝပေးနေတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့ရဲ့ငွေကြေးပိုင်းကို စိတ်ချပါစိတ်ချပါလို့ကျွန်တော်ပြောချင်တယ်ပြီးတော့လေဒီ UFA ဘက်မှာဘောလုံးတစ်မျိုးတည်းမဟုတ်ကျွန်တော်တို့တခြားကစားနည်းတွေရှိတယ်ဗောနော်လက်ဝေးတို့ဒီချက်တိုက်တို့ဒီဆလော့တို့ဗောနော်ဘောလီဘောဘတ်စကတ်ဘောပြီးတော့အစုံအစုံရှိတယ်ဗျာမွေထိုင်းလက်ဝေးတွေဒီကမောရီးယားလက်ဝေးတွေအစုံရှိတယ် အဲ့တော့ညီကိုတို့အနေနဲ့တဏျာထဲမှာအစုံဆော့ကစားနိုင်တယ်ဗောနော်ငွေကြေးပိုင်းတော့ကျွန်တော်တာဝန်ထားကျွန်တော်အကုန်လုပ်ပေးမယ်ပြီးတော့ဘောဘွဲနဲ့ပတ်သက်လို့ညီကိုတို့တွေအများနဲ့ပလက်ပြအောင်လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီမှာ UFA ဘတ်အကောက်ဖွင့်ပြီး2025ကနေပြီးတော့2026တိမမပွဲများတနစ် free ရရှိမဲ့အခွင့်အရေးရှိပါတယ်ဗောနော်အဲ့တော့အကောက်လာရောက်ဖွင့်ကစားဖို့လည်းကျွန်တော်ဒီနေရာနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဒီ video ကိုအဆုံးအထိကြည့်ရှုပြီးတဲ့ညီကိုတယောက်စီတိုင်းစမ်းမှချမ်းသာကြပါစေစမ်းမှချမ်းသာကြပါစေနော်